မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုမိတ်ဆွေတို့ရဲ့နေအိမ်မှာမပြုတ်လုံးတဲ့အမားလေးတွေမပြုတ်လုံးမိရလေအောင်ရှေးလူကြီးသူမတွေထားခဲ့တဲ့ရှေးထုံးမြောက်ပမာယူပြီးတော့ကျွန်တော်ဖတ်တည်နားလည်ထားသည်၍ပြန်လည်ပြီးတော့ဝေမျှပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့နေအိမ်ပေါ့နော်နေအိမ်တဲ့အိမ်မှာတဲ့မိသားစု၃စု မနေကောင်းဘူးတဲ့အဲ့ဒါဖိုခနောက်ဆိုင်လို့ခေါ်တယ်တဲ့အဲ့လိုအိမ်မျိုးမှာနေပြီးတော့မှ မိသားစုတွေအိုးခွဲပြီးတော့မချက်စားကောင်းပါဘူးတဲ့အိုးခွဲပြီးမချက်စားကောင်းတကယ်လို့မှမဖြစ်မနေနေရပါတယ်ဆိုရင်တော့မှနော်အိုးခွဲပဲချက်စားပါနဲ့ပဲမချက်စားပဲနဲ့နော်စားအိုးတူဝိုးတဲ့နဲ့ပဲချက်ပြီးတော့မှမိသားစုအတူတူပေါ့လက်ရည်တွေပြင်ပြီးအတူတူစားတင်တယ်တဲ့အဲ့တော့စားအိုးတူဝိုးတဲ့ပဲပေါ့ထားတင်တယ်လို့ပြောတာပေါ့နော်အဲ့တော့အိမ်ခွဲပြီးတော့မချက်စားကောင်းဘူးတဲ့ကျွန်တော်လွန်ခဲ့တဲ့7နှစ်ကျော်လောက်ကကျွန်တော်မန္တလေးကိုစရောက်တော့ကျွန်တော်ခဏနေခဲ့တဲ့အိမ်ပေါ့နော်အဲ့ဒီအိမ်ကကျွန်တော်ရဲ့မိတ်ဆွေရဲ့အိမ်ပေါ့ သူတို့အိမ်ကြီးအဲ့လိုမျိုးအိမ်တော်သူ၃စုအတူနေတဲ့အိမ်မျိုးအိမ်ဖြစ်တယ်ပေါ့နော်သူတို့တွေစီးပွားတွေရှာတယ်ပတ်စံတွေဝင်တယ်အဖက်မတင်ဘူးနော်အပူတော့ကတွေကြုံတယ်နောက်ဆုံးမွေဆိုင်အိမ်ကြီးမှာရောင်းသွားရတယ်အစရှိတဲ့ဖြစ်အဲ့ဒီဟာတွေကျွန်တော်အကုန်လုံးမြင်မှုထားရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနေခဲ့တဲ့အဲ့လိုမျိုးနေလို့ရှိရင်အဲ့ဒီအိမ်မှာစီးပွားရှာခက်ခဲပြီးတော့ငွေကြေးပြဿနာတွေတက်တယ်နော်အဆင်မပြေဘူးပေါ့လေအဲ့တော့အဲ့လိုမျိုးမနေသင့်ပါဘူးတဲ့တကယ်လို့နေခဲ့တယ်ဆိုရင်တော့မှ အိုးခွဲပြီးတော့မချက်စားပါနဲ့တဲ့နော်စာဝတ်တိုးတဲ့နယ်ပဲအတူလက်ရည်တွေမြင်ကြီးချက်စားကြမယ်ဆိုရင်တော့အဲ့ဒါသွန်းနာပြောတဲ့အခိုက်ညံ့လေးလွတ်ပါတယ်စာဝတ်တိုးတဲ့စာရင်လွတ်တယ်တဲ့နောက်ပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်မှာမှန်ကိုတွေကျမ်းပြင်လိုက်တဲ့ဒန်းထဲမှာမှန်အောင်မထားကောင်းပါဘူးတဲ့ကျွန်တော်တို့ဒီအလှဟိုအချို့ဆိုရင်ဟိုမင်းကလေးတွေပေါ့နော်ဒီကြောက်ပြင်းတွေပါထားတဲ့ခါမှာဒီမှန်အောင်ပေါ့အောက်မှာပဲထောင်ပြီးတော့မှကျမ်းပြင်မှာပဲထောင်ပြီးတော့လိမ့်တာရှိတယ်ပေါ့အဲ့တော့မှန်ကိုတဲ့ ကျမ်းပြင်မှာထောင်ပြီးတော့မထားကောင်းပါဘူးတဲ့အဲ့တော့ကိုတနက်ကားတွေပါကြီးလိမ့်ပြီးတော့လို့ရှိရင်လည်းပြန်မှောက်ရင်လည်းမှောက်ထားပေါ့မမှောက်ထားရင်လည်း तू ကဟိုပေါ့မနှိမ်လို့မမြင်လို့တဲ့နေရာလေးမှာချိတ်ထားတင်တယ်တဲ့အဲ့တော့မိတ်ဆွေတို့ရဲ့နေအိမ်မှာကျမ်းပြင်တဲ့တန်းနဲ့မှန်ကိုကြည့်မှန်ကိုမထားကောင်းပါဘူးတဲ့ထားမယ်ဆိုရင်တော့မနှိမ်လို့မနှိမ်လို့မမြင်လို့တဲ့နေရာလေးမှာထားပါတဲ့ဒါမှမဟုတ်ရင်လည်းမှောက်ထားပါတဲ့နောက်တစ်ခုက လင်းစုံမေရပတ်အိတ်တဲခံလင်မယားအိတ်တဲခံမှာမှန်ပြီးလို့တွေပါထားကြတယ်အဲ့ဒီမှန်ပြီးလို့တော့ဟာတဲ့အိယာကိုလှမ်းမြင်နေရတဲ့နေရာမှာလင်မယားအိတ်တဲ့အိယာကိုပေါ့နော်ဒီမှာလာပေါ်နေရပေါ့အဲ့လိုမျိုးနေရာအဲ့မှာမအိတ်ကောင်းဘူးအဲ့လိုအိတ်ရင်လင်မယားကွဲတတ်တယ်တဲ့နော်အဲ့လင်မယားကွဲတတ်တယ်တဲ့အဲ့တော့မှန်တယ်မှာအိယာကိုလာပြီးပေါ်နေတာမျိုးပေါ့နော်ဒီလင်းစုံမေလင်မယားနေရာအိတ်တဲ့ဟာကိုအဲ့တော့မှန်ကိုလွှဲထားရတယ်ပေါ့အဲ့တော့ဗီဒီယိုလေးကိုဂရင်းကိုမမြင်ရတဲ့နေရာမှာလွှဲထားပါဒါမှမဟုတ်လို့ရှိရင်လည်းအဲ့ ဗီဒီယိုမှန်ဟောပေါ့လေဝတ်တခုနဲ့အုပ်ထားပြီးပါတဲ့နော်အဲ့လိုမျိုးမှန်မထားကောင်းဘူးတဲ့နောက်တစ်ခုကကျတော့မိတ်ဆွေတို့ရဲ့နေအိမ်မှာ나ကြီးပေါ့တိုင်ကက်나ကြီးချိန်တဲ့အခါမှာတဲ့အိမ်ရဲ့ခြေရင်းတက်တက်မှာခြေရင်းတက်တက်ကြီးမှာမချိန်ကောင်းပါဘူးတဲ့အဲ့တော့အိမ်ရဲ့ဘေဘက်ဒီညာဘက်ဒီမှာပေါ့နော်ဘေးဘက်ဒီမှာပဲချိန်ပေါ့အဲ့တော့အိမ်ရဲ့ခြေရင်းမတက်တက်မှာမချိန်ကောင်းဘူးတဲ့나ကြီးကိုလေနောက်တစ်ခုကကျတော့မြေးဥပေါ့နော်ဒီအိမ်နမိသားစုတစုမှာမြေးဥပေါ့ပထမဆုံးမြေးဥပေါ့ အဲ့မီးဦးရဲ့မင်္ဂလာပွဲကိုတဲ့အဖိုးဘွားရဲ့နေအိမ်မှာမပြုတ်လို့ကောင်းဘူးတဲ့ကျွန်တော်တို့နေဒီဘက်မှာဆိုရင်မင်္ဂလာဆောင်လို့ရှိရင်မင်းကလေးဘက်မှာဆောင်ရတာဦးမင်းကလေးဘက်မှာဆောင်ရတော့အဲ့လိုအချို့ဆိုရင်အဖိုးတွေဘွားတွေအိမ်ကကောင်းတော့အိမ်ဝန်းလဲကျဲတော့အဲ့လိုနေရာတွေမှာဆောင်မိတတ်တယ်ပေါ့အဲ့တော့မီးဦးရဲ့မင်္ဂလာပွဲကိုနော်မြေဦးမင်းကလေးနော်မြေဦးမင်းကလေးရဲ့မင်္ဂလာပွဲကိုအဖိုးဘွားတွေရဲ့နေအိမ်မှာမလုပ်ကောင်းပါဘူးတဲ့ အကယ်၍မှလှုပ်ထားဘူးတယ်ဆိုလို့ရှိရင်လည်းပဲအဖိုးဖွားတွေကိုပူဇော်ကြတော့တဲ့ဟာလေးကိုအမြဲတမ်းလုပ်ပေးရပါမယ်။ကဲဒါကတော့နေအိမ်တွေမှာအဆောင်ရွက်တဲ့အရာလေးတွေပေါ့။နောက်တစ်ခုကကျတော့မိစုတွေရဲ့နေအိမ်မှာသုံးမိသားတက်ခဲအဟောင်းတွေကိုမထားကောင်းဘူးတဲ့။သုံးမိသားတက်ခဲအဟောင်းတွေအာကုန်မိသားတက်ခဲတွေပေါ့တက်ခဲအပြက်တွေမထားကောင်းဘူးတဲ့။လက်ပိတ်တယ်ဓာတ်ပြက်တယ်တဲ့။အဲ့တော့ကျွန်တော်ကိုယ်တိုင်အဲ့ဒါကြုံခဲ့ဘူးတဲ့။ ကျွန်တော်ရဲ့ဗေဒသပွဲပေါ်မှာကျွန်တော်ကရမူလေးကိုကျွန်တော်ကရမူတက်ခဲလေးကိုလဲပြီးတော့အဲ့တက်ခဲလေးကိုကျွန်တော်ကနေပြီးတော့ဒီဟိုပါပေါ့ဘောပင်ဆိုင်တဲ့ဘောပင်တွေပါတွေထားတဲ့ခွက်ပေါ့နော်အဲ့ခွက်ထဲမှာကျွန်တော်အဲ့တက်ခဲလေးထည့်ထားလိုက်တာကျွန်တော်လက်ပိတ်သွားတာဘာကြောင့်လက်ပိတ်လို့ပိတ်နေမှန်းကျွန်တော်မသိဘူးအရင်လိုဝင်တဲ့ပုံစံမဝင်ဘူးဖြစ်နေတာလက်ပိတ်အဲ့ဒါနဲ့ကျွန်တော်လဲငါဘာတွေမြတ်ဘာကြောင့်လက်ပွင့်လက်ပိတ်တာလဲငါဘာတွေစားမိလို့လဲငါဘယ်တွေသွားမိလို့လဲနော်အဲ့ဒါနဲ့ကျွန်တော်လက်ပွင့်တဲ့ရေရာလေးတွေကျွန်တော်ပြန်လုပ်တယ် လုံတုံးခဏပဲပွင့်တယ်ပြီးရင်ပြန်ပိတ်နေရမယ်လက်ကအဲ့ဒါနဲ့ကျွန်တော်အဖြေရှာတာရှာမတွေ့တော့ကျွန်တော်ဒီဒီကျွန်တော်ဘေးတယ်ဘောကျွန်တော်တန့်ရှင်းလောက်တာပေါ့လုံရင်းထဲမှာအိုက်တက်ခဲလေးတွေ့တယ်ဩဒါကြောင့်မဟုတ်ဆိုပြီးကျွန်တော်အတက်ခဲလေးဖယ်လိုက်တယ်ဖယ်ပြီးတဲ့နောက်မှာဟုတ်မဟုတ်ကျွန်တော်ကလည်းဥပတ်သေးတာပေါ့ဒါကြောင့်ဟုတ်ပါဟုတ်ပါမလားကျွန်တော်တွေးသေးတာပေါ့ဒါပေမဲ့အိုက်တက်ခဲဖယ်ပြီးနောက်နေ့တွေမှာကျွန်တော်ပုံမှန်တိုင်းလက်ပြန်ပွင့်တယ်အဆင်ပြေပြေတယ်ပေါ့အဲ့တော့အိမ်မှာတက်ခဲပြက်တွေတက်ခဲအဟောင်းတွေမထားပါဘူးเนาะဒါကျွန်တော်ရဲ့ကိုယ်လေးလေးပြောပြတာပေါ့ ကဲအဲ့တော့ကျွန်တော်ကတော့အဘဆယ်ကြီးမင်းသိန်းခါရဲ့တပည့်ရင်တူဦးဖြစ်တဲ့ထိုက်အောင်ရှင်ဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်လော်ဂီနဲ့ပတ်သက်တဲ့เนาะအသိပညာဘ ഹു တုတာများကိုကျွန်တော်တက်တိနားလည်ထားတဲ့ကျွန်တော်အခုလိုမျိုးတဆင့်တန်လဲပြီးတော့ဝေမျှပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ပါသေးရင်လည်းအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ follow လုပ်ခဲ့ကြပါဦး